ကြောက်စရာကောင်းတဲ့သူတို့ဦးဖြစ်လာစရာနဲ့အတွက်စီးမြင့်ရှစ်ချက်နံပါတ်၁သဆုံးတို့ဦးနဲ့စကားပြောတဲ့အခါသူတို့ရဲ့မျက်လုံးထဲမှာတင့်ရဲ့မျက်နှာရည်ကိုမြင်အောင်ကြည့်ဖို့ကြိုးစားပါဒါကတင့်ကိုပို့ပြီးတော့ဩဇာအာဏာရှိတဲ့ပုံပေါ်စေပါလိမ့်မယ်နံပါတ်2သူတစ်ပါးကပြောနေတဲ့အချိန်မှာအာယုစိုက်ပြီးနားထောင်ပါတင့်ကိုယ်တိုင်စကားပြောတဲ့အခါမှာတော့သူတို့တေးချာနားထောင်ဖို့တေးချာအောင်လုပ်ပါနံပါတ်3ရှုပ်ထွေးတဲ့အချိန်တွေမှာစိတ်ကိုတည်ငြိမ်အောင်ထားပါစိတ်ရဲ့ကြည်လင်ပြတ်တာမှုကြောင့်တင့်ဟာအနိုင်ရသူဖြစ်လာပါလိမ့်မယ် နံပါတ်၄တင့်ကိုတစုံတစ်ယောက်ကစော်ကားရင်စိတ်မစိုးပါနဲ့အဲ့ဒီလူကိုတိတ်ဆိတ်ငြိမ်သက်စွာစိုက်ကြည့်လိုက်ပါဒါဆိုရင်သူတို့ဟာတင့်ရဲ့စွမ်းအားကိုတရိပ်ထားမိသွားပါလိမ့်မယ်နံပါတ်၅ပါးစပ်နဲ့ပြုံးထားတဲ့မျိုးလုံးနဲ့ပုံပြုံးပါနံပါတ်၆ဘယ်တော့မှချက်ချင်းပြတ်မဖြစ်ပါနဲ့စက္ကန့်အနည်းငယ်အချင်းယူပြီးမှမှန်ကန်တိကျစွာတုံ့ပြန်ပါတိတ်ဆိတ်ခြင်းဟာစွမ်းအားတစ်ခုပါနံပါတ်၇အခုံးဒီကိုနောက်ပြပြီးကြိုးရုပ်ကိုဖြောင်ဖြောင်မတ်မတ်ထားတာလမ်းလျှောက်ပါဒါကစိတ်တက်တုံတက်တာရှိဖို့ကိုဖြစ်တာပါတယ် ်နံပါတ်၈စကားကိုပိုနေပြီးပြောပါဒါဟာယုံကြည်မှုနဲ့စိတ်ချမှုရှိကြောင်ပြသတဲ့လက္ခဏာဖြစ်ပါတယ်